အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန်ကြေညာခဲ့တာကိုအကြောင်းပြုပြီးယာဒူးကဆိုင်းငံ့ခံထားရတဲ့တောင်ကိုရီးယားသမ္မတယွန်းဆော့ယောဟာယာဒူးကနေဖယ်ရှားခံလိုက်ရပြီဖြစ်ပါတယ်။ဒီဇင်ဘာ3ရက်နေ့ကတကဘာလုံးအံ့ဩသွားစေတဲ့စစ်အုပ်ချုပ်ရေးအမိန်ကိုထုတ်ပြန်ခဲ့တဲ့နောက်တောင်ကိုရီးယားလွှတ်တော်ရဲ့ဆွဆွဲပစ်တင်မှုကိုခန့်ရပြီးယာဒူးကနေဆိုင်းငံ့ခံထားရတဲ့ယွန်းကိုမူလယာဒူးမှာပြန်လည်ခန့်အပ်တင်သလားအပီးတိုင်ဖယ်ရှားတင်သလားဆိုတာကိုဧပြီ4ရက်နေ့မှာတောင်ကိုရီးယားအခြေခံဥပဒေခုံရုံးက စီရင်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။ရွှေရဲစစ်အုပ်ချုပ်ရေးအမိန်ကြီးညာမှုဟာလွှတ်တော်ရဲ့တံပြန်မဲခွဲပယ်ဖျက်မှုပြည်သူတွေရဲ့ဆန့်ကျင်မှုကြောင့်6နာရီလောက်အကြာမှာပဲရုတ်သိမ်းခဲ့ရပါတယ်။ရွှေရဲအရေးပေါ်စစ်အုပ်ချုပ်ရေးအမိန်ကြီးညာချက်ဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့အတိုက်အခံတွေကပြောပြီးလွှတ်တော်မှာသူ့ကိုဆွဆွဲအပြစ်တင်မှုမဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆွဆွဲပြစ်တင်မှုကတင့်တော်မှန်ကန်သလားဆိုတာကိုအခြေခံဥပဒေခုံရုံးကလအတော်ကြာကြားနာစစ်ဆေးပြီး အခုတော့အပိသက်စီရင်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ရွန်ရက်ရှင့်နေတွေကသမရဟာအရေးပေါ်စစ်အုပ်ချုပ်ရေးအမိန်ကြေညာခွင့်အာဏာအပြည့်ရှိပြီးဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုချိုးဖောက်မှုမမြောက်ကြောင်းခုခံလျှောက်လဲခဲ့ပါတယ်။ရွန်ကလည်းသူဟာဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တဲ့တောင်ကိုရီးယားမှာစစ်အုပ်ချုပ်ရေးကိုအပြည့်အဝကျင့်သုံးဖို့လုံးဝမရည်ရွယ်ခဲ့ပဲလွှတ်တော်ကိုကြီးစိုးထားပြီးအစိုးရကိုတောက်လျှောက်အနှောက်အယှက်ပေးနေတဲ့အတိုက်ခံအင်အားစုတွေကိုတံပြန်ဖို့သာရည်ရွယ်ခဲ့တယ်လို့အကြောင်းပြပါတယ်။ သူကအဲ့ဒီအတိုက်အခံတွေဟာမြောက်ကိုရီးယားနဲ့ဆက်ဆက်တဲ့ကွန်မြူနစ်တွေလို့လဲဆွဆွဲခဲ့ပါတယ်။ဒါပေမဲ့ခုံရုံးဆုံးဖြတ်ချက်မှာတော့ယွန်ရဲ့အစိအုပ်ချုပ်ရေးကြီးညာအမိန့်ဟာအကြောင်းပြချက်ပေးဖြည့်ရှင်းဖို့မလုံလောက်ဘူးလို့ပါရှိခဲ့တာပါ။ပြီးတော့အမိန့်ကိုကြီးညာရမှာယွန်ဟာသတ်မှတ်ထားတဲ့လှုပ်ထုံးလုပ်နည်းတွေနဲ့အညီဆောင်ရွက်ခြင်းမရှိခဲ့ဘူးလို့လဲခုံရုံးကဆုံးဖြတ်ပါတယ်။ယွန်ဟာသူ့တာဝန်ယူအကောက်အွယ်ပေးရမယ့်သူတွေကိုထိခိုက်မှုတွေဖြစ်ပေါ်စေခဲ့ကြောင်းစိအုပ်ချုပ်ရေးအမိန့်ကြီးညာမှုဟာ ြည်သူတွေရဲ့နိုင်ငံရေးရပိုင်ခွင့်တွေကိုထိခိုက်စေခဲ့ကြောင်းခုံရုံးတရားသူကြီးတွေကယူဆခဲ့ပါတယ်။နောက်တော့တရားသူကြီး၈ဦးပါတဲ့ကြားနာမှုအဖွဲ့ကရွန်ကိုရာဓုကဖယ်ရှားတင်တယ်လို့တညီတညွတ်ထဲမဲပေးစီရင်ဆုံးဖြတ်ခဲ့ပါတယ်။ရွန်ရဲ့ကိုစားပြုပါတီကတော့ခုံရုံးဆုံးဖြတ်ချက်ကိုလေးစားလက်ခံကြောင်းကြေညာပါတယ်။စီမင်းတွေအရာသမရကင်းမဲ့သွားပြီဖြစ်တဲ့တောင်ကိုရီးယားမှာနောက်ထပ်သမရအစ်တင်းမြောက်ဖို့ရွေးကောက်ပွဲတစ်ခုကိုနှစ်လအတွင်းကျင်းပရမှာဖြစ်ပါတယ်။ ရွှေကိုထောက်ခံတဲ့အင်အားစုတွေကတော့တရားရုံးတစ်ဝိုက်မှာကြိုတင်စုဝေးနေခဲ့သလိုခုံရုံးရဲ့ဆုံးဖြတ်ချက်ကိုတူတူခါခါဝေဖန်ခဲ့ကြပါတယ်။တောင်ကိုရီးယားယာယီသမ္မတဟန်ဒက်စုကတော့ပြည်သူလူထုလုံခြုံရေးအတွက်အစွမ်းကုန်နုံနုံကြကြကင်တွယ်ကြဖို့သက်ဆိုင်ရာအာဏာပိုင်တွေစီအရေးပေါ်အမိန့်တရထုတ်ပြန်ထားပါတယ်။သူကသမ္မတအစ်တအူးကိုမရွေးချယ်နိုင်ခင်ကာလအတော်အတွင်းယာယီအစိုးရဟာနိုင်ငံရဲ့လုံခြုံရေးနဲ့တပ်တမရေးကဏ္ဍတွေကိုအစွမ်းကုန်ထိန်းသိမ်းကင်တွယ်သွားမယ်လို့ပြောပါတယ်။ ရွန်ဟာတောင်ကိုရီးယားသမိုင်းမှာအခြေခံဥပဒေခုံရုံးစီရင်ချက်အရရာဒုကနေထုတ်ပယ်ခံရတဲ့ဒုတိယမြောက်သမရဖြစ်လာပါတယ်။နောက်တစ်ခုကရွန်ဟာသမရအင်ဒေါ်ကနေဖယ်ပေးပါမလားဆိုတာကိုလည်းမသေးကြသေးပဲ။တကယ်လို့သာအိမ်ထဲကမထွက်ဘူးဆိုရင်တော့ရဲရီနဲ့ပြဿနာတွေဖြစ်လာနိုင်ခြေရှိနေပါတယ်ရှင်။